စံစဘာအဓိကစိုက်ပျိုးရာမြန်မာပြည်မှာမုံဘဲတည်ရစာမှန်သမျှစံနဲ့မကင်းကြပါဘူးစံနဲ့လုတ်တဲ့မြန်မာမုံတွေတွေကမှလုတ်ရတာအချိန်ပေးပြီးလက်လဲဝင်တဲ့မြန်မာမုံဆစ်ဆစ်လေးတခုဘလို့လုတ်တယ်လဲဆိုတာကမာရွတ်ပရိသတ်အတွက်မျှဝေပေးပါဦးမယ်ရကန်းစင်ကခြည်ရက်ရာမှာသုံးတဲ့ဘိုင်းတောင်းနဲ့တူလို့မုံဘိုင်းတောင်းလို့ခေါ်တဲ့ဒီမုံကိုဘလို့လုတ်တယ်လဲကောင်းကြီးစံတန်တန်ကိုရေမာစိန်ပြီးချိတ်ဆုံမှကြိတ်ရပါမယ်ချိတ်ဆုံကနေရလာတဲ့မုံနှစ်ရေကိုပိတ်အဝတ်နဲ့ရေးစစ်ပြီးရင်ပြုတ်ရတယ် ပြုတ်ပြီးတဲ့အခါရလာတဲ့မုံကိုနေရပြန်ပါတယ်။လက်နဲ့ပို့ဘိန်းနဲ့လိုက်ခကြွေးနဲ့ညှက်ပြီးသွားပြန်တဲ့အခါပေါင်းအိုးထဲမှာပေါင်းရတာမို့အတော့ကိုလက်ဝင်လာပါတယ်။ဒါပေမဲ့ပေါင်းပြီးတဲ့အခါနှမ်းနဲ့စားတောင်းလေးနဲ့မှုမှုလေးအုပ်ပြီးစားရင်ကျမ်းမာရေးအရာလဲတင့်တော်သလိုတန်တန်ရှင်းရှင်းလဲရှိတာမို့မုံပိုင်းထောင်လှုပ်ရောက်တဲ့ဒေါ်အေးတန်းကမုံပရင်လို့တင်စားပါတယ်။ဘုရားကြိတ်ပြီးတော့အဲ့မှာဆစ်ပြီးတော့လုံးကြီးလုံးပြီးတော့ပြုတ်ပါတယ်။ဒါကြောင့်တော့ပြုတ်ပြီးတော့တစ်ခါနှဲနှဲပြီးတော့အဲ့လိုပုတ်ကြတာပေါ့ ပို့ပြီးအခုပန်ပေါင်းနေပန်ပေါင်းရတာဒီမုတ်ကတန့်လဲတန့်ရဲမုတ်ကမုတ်ပင်ခုံကြီးတယ်တကယ်လို့မုတ်၅လုံးလုံးမယ်ဆိုရင်နို့သူ၅လုံးလုံးမယ်ဆိုရင်တကယ်လို့လှုပ်ရှားမယ်ဆိုရင်ဆန်၅လုံးကောင်းကျင်းဆန်တဝက်နို့သူတဝက်ထဲလိုက်ထဲပြီးတော့တနာကြီးကြော်ကြော်လောက်စိန်လိုက်စိန်မှအဲ့ဒါမုတ်ကနည်းနည်းပွားမှာပွားတော့မှသွားကြည့်လိုက်ဟာအုံးကြီးကဒါစားကန်နန်းလေးထူလိုက်စီကြတော့ပဲစီသုံးကျမ်းမာရေးလည်းကောင်းတယ်ဘာတခုမှဘာပစ္စည်းမှမပါဘူးမုံပိုင်းတောင်ကိုမိသားစုတစုစာအိမ်မှာပဲလှူစားနေတယ်ဆိုရင် ကောက်ကြီးဆန်၅လုံး၊ကောက်ညင်းဆန်နှုတ်စီဘူးတဝက်၊အုံဒီတလုံး၊ဘီးတန်တန်တစ်ချောင်း၊ပဲစီနှမ်းတောင်းရှည်ရင်လုပ်လို့ရပါပြီ။မုံပိုင်းတောင်ဟာမိသားစုတွင်စုစုစီစီဝိုင်းလုပ်ပြီးစူပေါင်းစားတောက်ရတာမို့ညီညွတ်မှုစိတ်ဓာတ်ကိုလည်းဖြစ်စေတာကြောင့်ရှေးလူကြီးတွေရဲ့အမျှော်မြင်ကိုကျေးဇူးတင်စရာကောင်းတယ်လို့ပြောလာသူကမုံပိုင်းတောင်စားသူဦးကျော်ရွှေပါ။မိသားစုများဝိုင်းဖွဲ့ပြီးတော့ဒီနေ့ဒီရက်ဟာတကယ်ဗျာကြီးကြီးယုံယုံကြီးနဲ့ဝိုင်းဖွဲ့ပြီးတော့ အိမ်မှာပြုတ်လုပြီးတော့မှစားတောက်ကြရတယ်ကျွန်တော်တို့တတိတခြားကိုယ်တိုင်ပြုတ်လုပြီးတော့မှကျွန်တော်စားတောက်ကြရတယ်မုံတစ်မျိုးဖြစ်ပါတယ်မုံပိုင်းတောက်အားရတစ်မျိုးလို့ပဲကျွန်တော်ဆိုလိုပါတယ်